ောင်လန်ဆန်နဲ့ကာလာရှည်ယင်းရဲ့ဆက်ဆံရေးရှိခဲ့သူဝမ်ချမ်ပီယံရှစ်ရဲ့ရင်းအနောင်စာဒွမ်လောပရိသတ်များလုံးမဲမင်္ဂလာပါများ Red Devils တရီကတင်ဆက်နေပါရင်ဒွမ်လောကိုပရိသတ်များသိကြပါလားဒွမ်လောဆိုတာကဝမ်ချမ်ပီယံရှစ်ရဲ့ပွဲတွေမှာပရိသတ်တွေကိုစိတ်လှုပ်ရှားစေတဲ့အတန်ဩဇာနဲ့ထင်ရှားတဲ့တင်ဆက်သူရင်းအနောင်စာတခုဖြစ်ပါရင်ဟောင်ကောင်ဇာတိဖြစ်တဲ့ဒွမ်လောကသူ့ရဲ့မန်ပါပါထန်ပါပါစိတ်အားတက်ပွေတင်ဆက်ပုံကြောင့်ပရိသတ်ရဲ့နှလုံးသားကိုဖန်ဆာထားပါရင် ဥမာအဖြစ်တော့ Ladies and gentlemen from Myanmar the Burmese python Aula and San လို့သူ့ရဲ့အတန်ပါဝါကြီးနဲ့ Ohit မိတ်ဆက်တဲ့အခါပရိသတ်တွေက Ohit တန်နေနဲ့ရင်ခုန်စိတ်လို့ရှားလာကြပါတယ်။သူ့ရဲ့အတန်ကပွဲတွေကိုပုံမတက်ကြွစီပြီးတော့ One Championship ရဲ့စိတ်လို့ရှားပွဲခိုက်တန်တွေကိုပုံမထင်ရှားစေတဲ့အဓိကစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒေါမလောက2019ခုနှစ်မှာ One Championship မှာတင်ဆက်သူဖြစ်စတင်ပါဝင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ခီးလန်က One Championship မတိုင်ခင်ကလေးကစတင်ခဲ့တာပါ။ 2005ခုနှစ်မှာ TV စီစဉ်တင်ဆက်သူပြေးစတင်လုပ်ကင်ခဲ့ပြီးတော့ Channel V E Entertainment နဲ့တခြားသောအစီအစဉ်တွေမှာပါဝင်ခဲ့ပါတယ်။ဒီတွေ့ကြုံတွေကသူ့ရဲ့တင်ဆက်ပုံစံကိုပုံမပြေဆုံးစေခဲ့ပြီးတော့ဝမ်ချမ်းမြင်ရှိမှာပါဝင်တဲ့အခါမှာသူရဲ့အတန်ဩဇာနဲ့စွဲရည်ကိုအပြေအဝထုတ်ပေါ်နိုင်ခဲ့ပါတယ်။ဥမာအနေနဲ့ One Immortal Triumph 2019ပွဲမှာသူရဲ့တင်ဆက်မှုကပရိသတ်တွေကိုအော်ဟစ်အားပေးစေခဲ့ပြီးတော့ပွဲရဲ့စိတ်လှုပ်ရှားမှုကိုပုံမမြင်တင်ပေးခဲ့ပါတယ်။ ဒွန်မလောရဲ့တင်ဆက်ပုံကအာဂဇာမရီရဲ့ဂုံပုတ်တီကိုမန်ပါပါထုတ်ဖို့ပြတ်တာပြီးတော့ပွဲတွေကိုမမေ့နိုင်စရာခိုက်တန်နေပြီးပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ဒွန်လောနဲ့အောင်လာဆန်ရဲ့ယင်းဒီရဲ့ဆက်ဆံရေးကဝမ်ချမ်းမြင့်ရှိတဲ့ပွဲတွေမှာနှစ်ပေါင်းများစွာအတူတူလက်တွဲလှုပ်ကိုင်ခဲ့ရကနေစတင်ခဲ့ပါတယ်။အောင်လာဆန်ကမြန်မာနိုင်ငံရဲ့ဂုံယူစရာအမေကစားမတူဖြစ်ပြီးတော့ဝမ်ချမ်းမြင့်ရှိမှာမီဒီယာဝိတ်နဲ့ဟက်ပီဝိတ်ချန်ပီယံဆုတွေကိုရရှိခဲ့သူဖြစ်ပါတယ်။သူရဲ့နာမည်ပြောင်း Burmese Python ကပြည်သူတွေကြားမှာထင်ရှားပြီးနှစ်ပေါင်း20ကြာကြာကစားလာခဲ့တဲ့သူရဲ့ခီးလန်းကအောင်မြင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ ပေးခရရဲ့ပိုင်းကကစားကြတဲ့သူရဲ့ကစားမဘောကနောက်ဆုံးပွဲစဉ်မှာကာဒက်စတန်ကိုအနာယူပြီးတော့ဒီပွဲမှာဒွန်လော့ရဲ့တင်ဆက်မှုကအောင်လာရဲ့ဂိုလ်ယူဆရာအနိုင်ရလက်ကိုပုံမှန်ထူးခြားစေခဲ့ပါတယ်။သူရဲ့ယင်းနီမှုကပွဲစဉ်ပေါ်မှာရင်ကန့်သတ်မထားပါဘူး။ဒွန်လော့ကအောင်လာအန်ဆန်းရဲ့ပွဲတွေကိုနှစ်ပေါင်းများစွာတင်ဆက်ခဲ့ရင်းနဲ့ပွဲပြင်ပမှာလည်းယင်းနီရဲ့ဆက်ဆံရေးကိုတည်ဆောက်ခဲ့ပါတယ်။အောင်လာရဲ့အင်တာဗျူးတွေပွဲမတိုင်ခင်တွေ့ဆုံမှုတွေမှာဒွန်လော့က အွန်လိုင်းရဲ့စိတ်ဓာတ်ကိုနားလည်ပြီးတော့သူ့ရဲ့ဂုံပိုတွေကိုပရိသတ်တွေတန်းတိတိယောက်ယောက်အပို့ဆောင်ပေးနိုင်ကြပါပြီ။ဥပမာအနေနဲ့ဆိုရင်တော့1 century pad to 2019မှာအွန်လိုင်းက Brandon Vera ကိုနိုင်ရခဲ့တဲ့ပွဲမှာဒွန်လော့ရဲ့မိတ်ဆက်ပေးမှုကအွန်လိုင်းရဲ့ Bamis Python ဂုံပိုကိုပုံမထင်ရှားစေခဲ့ပြီးတော့ပရိသတ်တွေရဲ့အားပေးတန်ကိုပုံမကျေလောင်စေခဲ့ပါပြီ။ဒီလိုရင်းနှီးမှုကနှစ်ဦးလုံးရဲ့ professional ဆန်မှုနဲ့အချင်းချင်းလေးစားမှုပေါ်မှာအခြေခံထားတာပါ။ဒွန်လော့ကအွန်လိုင်းရဲ့မြန်မာနိုင်ငံအတွက်ဂုံယူစရာအောင်မြင်မှုတွေကို ရိသတ်တွေထံကိုပို့ဆောင်ပေးရင်းနဲ့သူတို့ရဲ့ဆက်ဆံရေးကိုပုံမခိုင်မာစေခဲ့ပါရီဒွန်လောကဝမ်ချမ်းမြရှိရဲ့ပွဲတွေမှာပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆားနိုင်ခဲ့တဲ့အကြောင်းရင်းမှာသူရဲ့ထူးခြားတဲ့တင်ဆက်ပုံစံကအဓိကချက်ဖြစ်ပါရီသူရဲ့အတန်ဟာမန်ဘာဘာဆရာထက်တန်မှုပြည့်နှက်နေပြီးတော့ကစားမားရဲ့ဂုံပုတ်တွေကိုထုတ်ပေါ်ပြတာတွေကပရိသတ်တွေကိုစိတ်လှုပ်ရှားစေပါရီအိုမာနီနဲ့အွန်လိုင်းအဆန်းရဲ့ပွဲတွေမှာဘာမီစပိုက်တုံလို့မိတ်ဆက်တွေကပရိသတ်တွေကအွန်လိုင်းရဲ့မြန်မာဂုံရှာမှုကိုခံစားရပြီးတော့ အော်ရအပေးတန်ဒီပို့မှုကျေလောင်လာပါပြီ။ဒါပြင်ဒွန်လောရဲ့ professional ဆံမှုနဲ့ကစားမားတွေကိုလေးစားမှုပြသတဲ့ပုံစံကလည်းပရိသတ်ရဲ့ချစ်ခင်မှုကိုရရှိခဲ့ပါပြီ။သူကကစားမားတွေရဲ့နောက်ခံသမိုင်းကိုနားလည်ပြီးတော့သူရဲ့ဂုံပုတ်တွေကိုထိရောက်စွာတင်ဆက်နေပါပြီ။ဥပမာအဖြစ်တော့အောင်လန်းအန်ဆန်ရဲ့မြမဂုံဆောင်မှုကိုသူရဲ့တင်ဆက်မှုမှာထည့်သွင်းဖော်ပြတဲ့အခါမြမပရိသတ်တွေအတွက်ဂုံယူစရာအခိုက်အတန့်တွေဖြစ်ပေါ်စီခဲ့ပါပြီ။ဒါပြင်ဒွန်လော်ကပွဲတွေမှာစိတ်လှုပ်ရှားမှုကိုထိန်းညှိနိုင်ပြီးတော့ပရိသတ်တွေရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့အဆွမ်းရည်ရှိပါပြီ။သူရဲ့တကြွတဲ့အတန်နဲ့ဆွမ်းရည်ပြေပွားတဲ့တင်ဆက်ပုံက ဝမ်ချမ်ပီယံရှစ်ပွဲတွေကိုမမေ့နိုင်စရာဖြစ်စေခဲ့ပါတယ်။အချို့ဆိုရရင်တော့ဒိုမလော်ကဒီဝမ်ချမ်ပီယံရှစ်ရဲ့ပွဲတွေမှာပရိသတ်တွေကိုစိတ်လုံရှားစေတဲ့အတန်ဩဇာနဲ့တင်ဆက်သူတူဖြစ်ပြီးတော့အောင်လအန်ဆန်နဲ့နေပေါင်းများစွာယဉ်ကျေးတဲ့ဆက်ဆံရေးကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုပုံမှုဆွဲဆောင်ထားပါတယ်။သူရဲ့မန်ပါပါထန်ပါပါတင်ဆက်ပုံကကစားမရရဲ့ကုံပေါ်တွေကိုထင်ရှားစေပြီးတော့အောင်လအန်ဆန်ရဲ့မြမကုံစားမှုကိုကဘာပရိသတ်တွေထံပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ောင်လန်ဆန်းရဲ့သူ့ရဲ့ယဉ်နီးတဲ့အဆက်ဆံရေးကပွဲစီမောင်မှာတင်ဆက်မှုတွေဒါမကပွဲပြင်ပါကအချင်းချင်းလေးစားမှုနဲ့နားလည်မှုပေါ်မှာအခြေခံတာပါဒွန်လောင်းနဲ့အောင်လန်ဆန်းရဲ့ဆက်ဆံရေးကမြန်မာပြည်သက်တွေအတွက်ဂုဏ်ယူစရာဇလန်တပုတ်ဖြစ်ဆက်လက်ရှင်တန်နေမှာဖြစ်ပါရည်များအဆုံးထိလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်